ဖိတ်တမ်းများအလုံးမဲနေလာပါချင်းဖိတ်တမ်းများအလုံးကိုကျမတို့ channel လေးကနေကြည့်ဆိုလိုက်ပါတယ်။ကျမတို့ channel လေးကနေပရာလောကနဲ့စိတ်ဝင်စားဖွယ်အောင်ဂမ်မီယာဖြစ်ရဲ့စံချယ်ဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်။ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူကိုထွန်းရင်အနဝါရေးသားထားတဲ့ရွာလိုက်ပါမို့ဆိုတဲ့ဇလန်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဇလန်းလေးမစားတင်ပြီးကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်ပါဖို့နေ ဇလန်တိများစွာကိုမလွတ်တန်းနာစေနိုင်ဖို့ဒီနာအနုတီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ညူတီစိန်စပလီနန်းချင်းနဲ့ဖောင်းကိုမိဖုတ်ပြီးတော့စိတ်စိတ်ကလေးနှင်းကစိနေရင်းလေအမေကချက်ပြီးနေကြ။ကျောင်းမနဲ့ရှဲရှဲကနေအတံမီအောင်အပေါ်အောင်လှန်ပေးလိုက်တော့ဟိနဲ့တင်ကနေပြန့်တက်လာတာပဲစပယ်လီနဲ့မွေမွေဖာသာဟင်းအရသာကိုတွေ့ရင်းနဲ့တတွေးတွေပဲမြိုချမိတယ်မိုးချင်းတန်တဲ့အတူ မိုးဟာတေးကြီးမဲကြီးရွာလျက်ပါပဲအဲ့ဒီလိုမိုးရွာတဲ့အချိန်ဆိုဖိုးထွေးတို့ကအယမ်းပျော်တယ်မိုးမိုးရွာလိုက်ပါမိုးအိမ်မိုးခေါင်မြုံးထောင်ရအောင်ရွာလိုက်ပါတော့မိုးမိုးမြွာပဲကြာလိမ့်ပြီမိုးရောလီရောရွာလိမ့်ပြီတငယ်ချင်းတချို့ကမိုးတန်လေးတန်တော်တော်ကြမှာအတန်ကုန်ရောရင်အော်တယ်မိုးရွာရင်မိုးရေချုံးမယ်မေမေလာရင်နှုတ်ဆုံမယ်ဖေဖေလာရင်အုံဒီခွဲစားမယ် အဲ့ဒီလိုပါဇက်ကနေ ရောက်တဲ့ရရာတခြင်းတွေဆိုပြီးတော့ဘိုးကြီးတွေမှခုံပေါက်ပြီးလွှားကြတယ်။ရွာတောင်ပိုင်းကဆန်အီအောင်ဖို့တန်ချောင်းတို့နဲ့အတူရွာလေလမ်းပေါ်မှာဖိုးထွေးတို့လူတိုင်းဘောလုံးတစ်လုံးနဲ့ဘိုးရဲရီတွေမှပျော်ရွှင်စွာကစားနေကြတယ်။ဖိုးထွေးတို့ကတောမချမျိုးမချအီယော်ရီမျိုးဟာကျုံပေါ်ဒေသကရွာကြီးတွေရွာမှာနေထိုင်ကြတယ်။ဖိုးထွေးတို့ကရှစ်တန်းချောင်းသားလေးတွေပဲဖြစ်ကြတယ်။အတန်းချောင်းသားတွေဆိုပေမဲ့နွားချောင်း၊ရဲရဲ၊ထင်းကောင် ရင်းရွက်ခုဖားရှောင်းငားရှောင်းလူမိုးဆောင်ရာသီအလိုက်တောရတလေအလုပ်တွေနဲ့မစိမ့်ဘူးအခုလိုမိုးကြဆိုတော့ပဝင်းချင်းမှာစိမ့်ဆူလန်းဆန်းနေတယ်တနေ့လုံးနွမ်းချောက်ရင်ငတ်နေတဲ့ဝါကြမ်းကြမ်းနေချင်းချင်းတစ်ပင်ပန်းမင်းတွေကရာစင်းရောင်ကိုပြောင်းသွားကြတယ်လက်ခွင်းတွေမှာရေရီကဖွေးလျက်ပင်မိုးရီတက်ရီတဖွေးဖွေးကွင်းချေအဝေးဝေးလို့ဆိုရလောက်နေမော်လွမ်းလောက်เสียမိုးရသည်ကာလာပဲ ရာသီ၃လမှာတော့ဖိုးထွေးတို့ကမိုးရသီကို အကြိုက်ဆုံးပဲ။မိုးရသီရောက်ပြီဆိုရင်တော့မိုးရီထဲမှာစော်ကစားမယ်။တငယ်ချင်းတွေနဲ့ဘောလုံးကန်မယ်။ကူရီရှန်နဲ့ရီထရက်တွေရောက်ရင်တော့မတက်လိုက်ခုံမယ်။မိုးဆိုတော့ငါးတွေက၆ဆက်မြောင်းဆန်၊ကတင်းဆက်တွေကိုတက်လာကြတယ်။ရီမာတော့ဆန်တက်လာတဲ့ငါးကလေးတွေကိုဓာတ်နဲ့လိုက်ပြီးခုတ်ချင်းကိုငတက်ခုတ်ချင်းလို့ခေါ်တယ်။ရီထရက်တွေဖြစ်တဲ့လာပြီလောက်ရဲ့ရတ္တီမှာ ဒီကအတန်၊ကွင်းရီကအစင်းမှာငတက်တွေရမြူးလာရင်ဒါရင်ပဲဟုတ်မလဲ။တငယ်ချင်းတစ်တိုင်းနဲ့ပရင်ကောက်ဖိုင်းရိုက်ထွက်ရတာလေပျော်စရာကောင်းနေမဟုတ်လား။ဒါကြောင့်ဖိုးတီးတို့ကမိုးရတီကိုပို့ကြိုက်တယ်။တန်ချောင်းကြီးညနေချိန်ငတက်သွားခုတ်ရအောင်။ဖိုးတီးကအဖော်ညှိလိုက်တယ်။မင်းကခုတ်တက်လို့လား။လွယ်လွယ်လေးဟိုတနေ့ကကိုတူးမောင်နဲ့လိုက်ခုတ်ဘူးတယ်ဖိုးတွေကသူ့အတွေ့အကြုံကိုပြောပြတယ်ဟုတ်တယ်တူးမောင်တို့ လက်လုံလက်စားတွေကငတက်ခုတ်ရမှာကျွမ်းနေ။ဒါဖြင့်နေဆောင်ရင်တော့ကြမေကွာ။အဲ့ဒီချိန်ဆိုရေးလဲစတက်နေပြီ။တန်ချောင်းကလည်းသဘောတူတာကြောင့်ဒါကိုစီကန်ကောင်နှစ်ယောက်သားရွာပြင်ကွင်းဆက်အုံချောင်းလက်တက်ကိုထွက်ခဲ့ကြ යි ။ဖိုးထီးကငါးထည့်ရန်ပလိုင်းတစ်လုံးကိုဆလေတိုင်းလေးရဲ့လွှဲထားတယ်။တန်ချောင်းကြီးလူတွေမနေပါလား။အေးဟုတ်တယ်ကွာဖိုးထီးကငါတို့နည်းနည်းအောင်နောက်ကြတယ်။ကွင်းထဲမှာသူ့လူကိုယ်လိုငတက်ခုတ်သူတွေကရောက်နေပြီး ပြောပြောဆိုဆိုနဲ့ဖူးထွေးအောင်သူနာရေဆန်တက်လာတော့ငတက်တကောင်ဓာနေခိုးလိုက်တယ်။တန်ချောင်းကြီးတကောင်ရပြီဟဲ့။ငစီရိုင်းကြီးဟာငါလည်းတကောင်ရပြီ။တန်ချောင်းကလည်းမခေဘူး။လက်မြန်နေသူလည်းတကောင်ရတယ်။ငတက်တွေမှာအများသောအားဖြင့်တော့ငစီရိုင်းငချင်းငခုပေါင်းငပြေမစသဖြင့်အမျိုးစုံလာတယ်။ဒါပေမဲ့ငစီရိုင်းကအများဆုံးဖြစ်တယ်။ငါးကလေးတွေကပလောက်ပလက်ပလုံအတန်တို့နဲ့ငူးထူးလျက်ရှိတယ်။ တခါတလေလေးရဲကိုဝင်ခုံလိုက်သေးတယ်။လောက်ခမ်းမွေးတကားကစူဖြိုးဖြိုးငယ်စင်ရိုင်းတွေကတော့ဝါရွှေရွှေအယောင်တလက်လက်နဲ့ဘဲညာရန်ကရေကိုဆန်တက်နေရေဖိုးထွေးနဲ့တန်ချောင်းတို့ကတော့တစ်ချက်တကောင်ခုံမလွယ်ဘူး။ဟိကောင်နေတော်တော်ရနေပြီလား။ခလန်းလန်းမရောက်နေတဲ့တူးမော်လှမ်းမိလိုက်တယ်။တမျက်မနီကဖိုးထွေးကသူ့နဲ့အတူငတက်လိုက်ခုတ်ခဲ့ဘူးလေ။ဟုတ်ကဲ့မစိုးဘူးခင်ဗျ။ဟိုနေကလေးကကိုတူးမော်နေရာကောင်းအောင်ပြထားတော့တော်တော်အဆင်ပြေတယ်။ ဖိုးတွေဟာပလိုင်းကိုပုတ်ပြပြီးအာရဝန်တာပြန်ဖြေးလိုက်တယ်။ဒုမောင်ဟာဒီလိုရေတက်နဲ့ရေစင်းစုံရ60တွေမှာနားရလွဲကြောင်ဖိုးတွေကိုပြောထားဘူးလေ။တော်တော်ရနေပြီပဲ။နှစ်ပိတ်သာလောက်တော့ရှိရောပေါ့မပြောင်းကြသေးဘူးလား။ဒုမောင်ဟာဖိုးတွေလွှဲထားတဲ့ပလိုင်းကိုမြောက်ကြည့်ရင်းပြောလိုက်တယ်။ဟုတ်ကဲ့ကျွန်တော်တို့လည်းပြန်တော့မှာပါ။မိုးလေချုပ်တော့မယ်ဆိုတော့အေးငါလည်းလက်စာသိမ်းလာပြီကွာဖိုးတွေကအတူတူပြန်ကြတာပေါ့။အဲ့လိုနဲ့၃ယောက်တော့ ရွာဘက်ကိုစကားတပြောပြောနဲ့ရှောက်လာခဲ့ကြတယ်။တိုးမောင်တို့အိမ်ကတော့ရွာထိန်သားမှရှိတာကြောင့်အရင်ရောက်တယ်။တိုးမောင်တို့ခြံဝင်းမှာစားပြီးတီးဝင်နေအဆုံရှိတယ်။ငစင်းိုင်းချိန်ရှမ်းနန်နဲ့ပင်ကလေးအုပ်ချက်မှာမွေးမွေးလေးနဲ့စားလို့ကောင်းတာကွာယူသွားကြအောင်တိုးမောင်ကခြံထဲမှာရှမ်းနန်နဲ့ပင်တွေနှုတ်ပြီးပေးလိုက်တယ်။ရွာလေးကိုရောက်တဲ့အခါတော့ကိုထူကိုထားပြင်ပေးထားတယ်။ရွာလမ်းမိမိမိန်ကလေးတွေကလင်းနေပြီ။ဖိုးထွေးနဲ့တန်ချောင်းတို့ကတော့အင်းရောင်ရင်မနက်ပန်းလာမဲ့အရေးကိုတွေးပြီးတော့ ခြေလန်းနေတွက်လျက်ပါပဲဖိုးထွေးတို့အိမ်နာမှာဝါခွင့်ဖြစ်ကြီးတခုရှိတယ်။တကြယ်ဝုံဝုံ၆ပေပတ်လေခံမင်းရှိတယ်။အနီးမှာတော့ဗားဒမီကြီးတပင်လေးရှိတယ်။အိုးအိုးဆိုင်ဆိုင်နေညနေထမင်းစားပြီးရင်တော့အနီးနာမှာလူပြုတ်ကာလာသားတွေကအဲ့ဒီဝါခွင့်ဖြစ်ကြီးမှာအပြင်းပြင်းထိုင်ဖြစ်ကြတယ်။ရောက်တဲ့ရရာထွေရလေးပါပြောပြီးတော့စုံနေကြနေရလေးဖြစ်တယ်။ဖိုးထွေးတန်ကြောင်တူးမောင်နဲ့တခြားကာလာသား၃လျောက်တို့ကလည်းပင်တိုင်းပဲဖြစ်တယ်။ ညနေမောင်ကြီးပြိုးစာရွာလမ်းမီးတွေပင်လင်းပြီဟေးထွေးခင်တို့ဘယ်သွားကြမလို့လဲလက်မရေးတံပလင်းခွန်အလွတ်တွေကိုကိုင်ပြီးထွက်လာတဲ့ထွေးခင်တဲ့လုံးတင်တို့အုပ်စုကိုမြင်လာကြောင်းဖိုးတရလမ်းမီးလိုက်တယ်ပီးကောက်ထွက်လာတာလေဖမ်းမိရဲ့ပီးရတွေကိုရေးတံပလင်းခွန်အလွတ်တွေမှာထည့်ထားရတာပို့လို့အဆင်ပြေကြတယ်ထွေးခင်တို့ကအုပ်စုတောင်းနေကလေးတွေကလည်းတတိကြီးပါလိုက်သေးတယ်မိုးတအုပ်တမကြီးရွာပြီးစဆိုတော့ပီးရတွေထွက်တက်တာပဲ တတိုင်အောက်ဒီမှာပီးရစ်တွေလိုက်ကောက်နေကြတယ်။အလင်းဟောင်ကြိုက်တဲ့ပီးရစ်တွေရောတတိုင်အောက်ဒီမှာဟိုခုံတီခုံနဲ့ရောက်လာတယ်။ကလေးတွေကပျော့ပျော့ပါပါလိုက်ဖမ်းကြတယ်။ဒီဘက်ကလာကြဟိဝါးစီနဲ့ပြင်းထုတ်ပေးမယ်။လုံးတင်ကဝါးဟောင်းတွေကိုစီးပြီးရောမင်းကြီးပြီးတတိုင်မရှိတဲ့ခလန်လန်ကောင်ပေါင်နေတဲ့တောဆက်တနေရာကိုသွားတယ်။ဝါးမီးရောင်ကြောင့်တောဆက်မပီးရစ်တွေရောက်လာကြတယ်။အလူရဲ့ကောက်ကြပြန်နေတောဆက်မဆိုတော့လက်ပီးကြီးတွေလည်းပါတယ်။ အတန်ကြာတဲ့အခါတော့ထွေခင်လုံးတင်တို့အုပ်စုမှာရေတပ်ပလင်းဆယ်လုံးစာကန်ပရိတ်တွေရရှိသွားတယ်။ထွေခင်ငါတို့ကလည်းပရိတ်နည်းနည်းလောက်ပြီးခဲ့ဦးနေဟဲ့။ဖိုးတရပရိတ်ောက်ပြီးပြန်လာတဲ့ထွေခင်ကိုလှမ်းပြောလိုက်တယ်။နင်တို့ဖားရိုက်ထွက်လို့ဖားရိုက်ရင်လဲစားမယ်လေ။ထွေခင်ကဖိုးထွေးတို့ဖားရိုက်ထွက်မယ်အကြောင်းတိုးမောင်ကတစင်ကြားထားပြီးဖြစ်ဟန်တူတယ်။တူမောင်ဟာသူ့ရဲ့အိမ်မှာတောက်တူမရလုပ်ပြီးနေကြမဟုတ်လား။အိမ်မှာဟာကိုတူမောင်လာလို့ ဖားရိုက်ထွက်ပြေးပေးပါမယ်ရရင်ပေါ့ရအောင်သာရိုက်ခဲ့ငါနေ့အတွက်ပြီးရင်နိုးစီဘူးတဘူးစာဖိထားပေးမယ်ဖိုးထွေးနင်ကတိတရားမယ်နော်ထွေးခင်ဖိုးတရားအပိုင်လန်းပြောလိုက်တယ်တိုးမောင်နဲ့ဖားရိုက်ထွက်ရရင်တော့ရမှာတေးကြတယ်အမှန်ဟာဒီညနေတိုးမောင်လာရင်ဖားရိုက်ထွက်ကြဖို့စီစဉ်ကြမှာပါတိုးမောင်ဟာတော်ရုံလူဆိုခေါ်လို့မရှိဘူးသူစကားနားထောင်မဲသူမှခေါ်တာခဏကြာတော့တိုးမောင်ရောက်လာတယ်ဖားရိုက်ထွက်တယ်ဆိုတာ ခြေတံလုံရရင်အာယုံစူးတိုက်မှုရှိရမယ်။မျက်စိလင်ရမယ်။စကားချေချေမပြောရဘူး။ပြောမယ်ဆိုရင်လေလေးတန်နဲ့ပြုတ်တက်ရမယ်။တိုးမောင်ဟာရှင်းပြတယ်။ဒါနဲ့ကိုတိုးမောင်ဖားချောက်တယ်ဆိုတာဘာကိုခေါ်တာလဲဗျ။တန်ချောင်းကသူ့ကြားဘူးနားဝါရှိတာကို ကြောက်ကြောက်လန့်လန့်နဲ့မေးပြန်နေ။မလကားပြောတာပါကွာ။ဖားကတဲရဲချောက်တယ်လို့၆နိုင်ပါမလား။ဖားရိုက်မကျွမ်းကျင်တဲ့သူတွေဖားတော်တန်တော့လှိုင်းရင်းလှိုင်းရင်းဖားရောအတန်ရောပျောက်သွားတော့ ဖားချောက်တယ်လို့ပြောကြတာကွာငါတသက်တော့တခါမှမကြုံဘူးပါဘူးကဲကဲမင်းတို့လည်းအိမ်ပြန်ပြီးပြင်ဆင်ကြမိုးကအင်ဂျီဝိတ်ခဲဒုတ်တချောင်းလက်နိုင်တမီတစ်ခုစီလဲယူလာခဲ့ကြအောင်ည7နာရီဒီမှာဆုံးမယ်တို့မောင်စကားဆုံးမှာလူစုခွဲလိုက်ကြတယ်စားဖားလို့ခေါ်တယ်ဖားပေါင်းစင်တွေကခြေရန်လက်တန်တုတ်ခိုင်ရှိလျားပြီးတော့အသားဆူဆူဖြူဖြူရှိလာတယ်အဝါစင်းတွေပါရှိတတ်တာကြောင့်ဖားပေါင်းစီလို့သာခေါ်ကြတယ် တကောင်ကို20တာ30တာခန့်ရှိတဲ့အကောင်ကြီးတွေလည်းရှိတယ်။ခုံလိုက်ရင်တော့လွားကနေလွားကနေလက်တလန်ခန့်အထိခုံနိုင်နေ။ဖားပေါင်းစင်တွေရဲ့အော်တန်ကလည်းစားရင်းမှပါတယ်လို့အုံရင်အုံရင်မဟုတ် အာလုတ်တန်နဲ့အော်ကြည့်ရင်တော့ထွက်လာတဲ့အတန်မျိုးပဲ။ဂေါဂေါလို့အနည်းဆက်ဆုံးအတန်ထွက်တယ်။အိမ်လိုမုန်းကာလာမှာမိလိုက်ဦးချဖို့စားဖားတွေကထွက်တယ်။ဖားဖို့ဖားမှအတန်ပြုတ်တက်ကြတယ်။တကောင်အော်တန်ချိုင်းရင်တော့ကြံအကောင်တွေကလိုက်အော်တက်တယ်။ တူမောင်ဟာဖောက်အတန်ကိုကောင်းစွာတူပါနိုင်နေဘယ်လက်ညာလက်အုပ်လျက်လက်မနှစ်ခုကြားမှာပါဇက်နဲ့တီးပြီးတော့သူ့အော်ရင်တော့ဖောက်အတန်နဲ့တထီရရင်တေဖာဖားတကောင်ရဲ့အတန်ကိုလုံနိုင်နေတူမောင်ဖိုးထွင်းတဲ့တန်ချောင်းတို့သုံးယောက်ရွာပြင်ကိုထွက်လာခဲ့ပြီးတော့ဖျားကြီးကိုဦးနာရောက်တဲ့အခါတော့ဖောက်အတန်တိတ်တိတ်ကြားရတယ်အနည်းကိုရောက်တော့အော်တန်ပြောက်သွားတယ်ဒီနေရာမှာထိုင်ကြငါလက်နဲ့တမီထိုးမှမင်းတို့ထိုးနော်တူမောင်ဟာရှီကိုအနေငယ်လျှောက်သွားပြီးတော့ကတိန်းပေါ်မှာစောင့်ကြောက်ထိုင်ပြီး လက်နက်ဖက်ကိုအုပ်ကဖားတံပေးလိုက်တယ်။သုံးလေးချိန်ခန့်အတံပေးလိုက်တဲ့အခါတော့ဖားနဲ့ကောင်ကတပြိုင်တည်းထဲလိုက်អော်တယ်။ကျေအောင်အောင်မှာအတံလာရကိုအားဆိုင်ကြည့်လိုက်တယ်။ဖိုးတွင်းနဲ့တန်ချောင်းတို့ကလက်ကဖားရိုက်တို့ကိုကြည့်ကြည့်ပါအောင်ဆုပ်ထားတယ်။တို့မောင်အနောက်ကိုကလာပြီးမင်းတို့နေရောက်တယောက်ကလက်နှိပ်တံမီထိုးတယောက်ကရိုက်ဟိုဘက်ကအကောင်ရိုက်ငါကဒီဘက်ခြုံဆက်ကအကောင်ရိုက်မယ်။ငါလက်နှိပ်တံမီထိုးတာနဲ့ပြိုင်တူလုပ်မယ်။နောက်တစ်ချိန်အတံပေးလိုက်ရွေး လိုက်အော်တဲ့အစုံမှာတိုးမောင်ကလှုပ်ရှားလိုက်တယ်။ပုတ်ကနေဒုံရိုက်တန်နဲ့အတူတိုးမောင်ကတကောင်ရိုက်။တန်ချောင်းထိုးပေးထားတဲ့လက်နိတ်တမီရောင်အောင်မှာထွန်းကျစ်ခဲကြမှာဝင်နေတယ်။စားမကြီးတကောင်ကိုမြင်ရတယ်။ဖိုးတွေစက်ကနေရိုက်လိုက်တယ်။ဟာမထီဘူးဟေ။ထွန်းကျစ်ခဲကရှေ့ရခန်းနေတော့ရိုက်ချက်လွဲသွားတယ်။လွားကနေခုန်ထွက်လာတဲ့ဖားကောင်တန်ချောင်းရှင်နာကိုရောက်လာတယ်။တန်ချောင်းကလက်နိတ်တမီတစ်ဖက်ပြင်ဝိုင်းရထိုးပြီးလက်ဖြင့်ဖမ်းလိုက်တယ်။တော်သေးတာပေါ့ကွာလှင်သားပဲ။ တန်ချောင်းလက်ထဲမှာမိထားတဲ့ဖောက်ကြည့်ပြီးတော့တိုးမောင်ကချီးကျူးလိုက်တယ်။ဖျားကြီးကောင်းအောင်နာမှာအားလုံးစုစုပေါင်း၈កောင်ရတယ်။မိလိုက်ရသည်ဖြစ်တာကြောင့်၎င်းတွေရရှိတာလည်းရှိတယ်။တိုးမောင်ကဖားတွေကိုကျိုးပြင်ချီးပြီးတီထားပြီးတော့ပလိုင်းထဲမှာထည့်ထားတယ်။လူတွေတော်တော်များများမသွားရသေးတဲ့တီချိုင်ကုန်းနာဖြောက်စိတ်ပင်ကြီးအောက်ကိုရောက်တဲ့အခါတော့ဖိုးထွေးနဲ့တန်ချောင်းတို့နည်းနည်းတော့ကြောချမ်းမိတယ်။တစ်ချက်တစ်ချက်ဝင်းကနေလှက်သွားတဲ့လျက်စီးအောင်အောင်မှာညောင်မိုးစိတ်တွေကလည်းအသေးရစီအောင် တို့လိုတွဲလောင်းလမ်းမြင်နေရတယ်။ဒီနေရာလူတွေတိတ်မလာရဲဘူးကွာ။ဒါပေမဲ့ဖားတော့ရလွယ်တယ်။တူမောင် ပြောတာမှန်နေ။တောဆက်ချုံဆက်နာမှာပဲနောက်ထပ်ခွနဲ့ကောင်ထိတ်ရတယ်။ဒါပေမဲ့ပြန်ကန်နီးမှဖားတကောင်ကအနီးကအော်နေပါလျက်မတွေ့နိုင်ပဲဖြစ်နေတယ်။ဖားချောက်တာများလားကိုတို့မောင်ရ။တန်ချောင်းကကြောက်ကြောက်ဖြင့်မေးပြန်နေ။ကြံကြီးစီကတန်ချောင်းရငါတိချာဖမ်းပြမယ်။တူမောင်ကအတွေ့အကြုံရှိသူပြီးပြီးလက်မလျှော့ဘူး။ တို့သုံးယောက်ဖိုကနောက်ဆိုင်သုံးမွေးဆိုင်လူခဲနေမယ်ဒီတခါဖားအော်ရင်အော်တဲ့နေရာတိချမဲ့ငါအချက်ပြရင်ကိုကြားရဲ့နေရာကိုခက်မမြန်လန်းလာကြတို့သုံးယောက်ရဲ့စုံမက်ကဖားရှိတဲ့နေရာပဲသုံးမွေးဆိုင်လူစုခွဲပြီးတဲ့အခါတော့တိုးမောင်ကတဲ့ဖားအတန်ပြူလိုက်တယ်လိုက်ော်တဲ့ဖားတန်လေးမရှိမနှောင်းပင်ပေါ်လာတယ်ဖိုးထွေးနဲ့တန်ချောင်းတို့ကအတန်လာရာကိုမှန်ကြည့်လိုက်တယ်။နေရောက်တာစိတ်လူရှာလျက်ဒိုးမောင်ဟာစတင်ပြီးလက်နှိတ်တမီထိုးတဲ့အခါတော့ သုံးယောက်စလုံးမိမိရှိတူရှိသူခြေလမ်းကျဲကျဲနဲ့လမ်းကြတယ်။သုံးယောက်ဆုံးမက်ကိုရောက်လာတယ်။တွေ့ပါပြီ။တွင်ကောင်းဝါမှာခေါင်းပြူပြီးတော့လက်ချိုဖားကြီးတကောင်မျက်လုံးကြောင်တောင်တောင်နဲ့လူကိုမြင်တဲ့အခါတော့တွင်ကောင်းနေကိုပြေးဝင်နေ။ဒါပေမဲ့ဒီတခါတော့မလွတ်တော့ဘူးမိသွားပြီ။ဒါကြောင့်ကိုတို့မောင်ဖားရိုက်တဲ့နေရာမှာနမေကြီးတော်ကိုဖားဟော်တန်ကိုအတန်းစစ်ပြီးတော့ဖားကိုမိအောင်ဖမ်းနိုင်တဲ့ကိုတို့မောင်ကိုဖိုးထွင်းတဲ့တန်ချောင်းတော်ကချီးကျူးလိုက်တယ်။ဒီဖားကိုမမီး ဖားချောက်ခင်ရတယ်ဆိုပြီးမင်းတို့ပြောမှတေးကြတယ်။ဒိုးမောင်ကယုံကြည်မှုပြည်နေပြုံးရီပြောလိုက်တယ်။စုစုပေါင်းဖား၁၆កောင်ရည်။ဒိုးမောင်၆កောင်ယူပြီးတော့ဖိုးထွေးနဲ့တန်ချောင်းတို့ကတယောက်၅កောင်စီဝေစုရည်။ရွာဘက်ကိုပြန်ကြတဲ့အခါတော့ကြက်ဦးထုံချင်းကြောပြီးမကြမီရောင်နီတက်တော်မင်းထွေးခင်တို့အိမ်ကိုသွားပြီးတော့ဖားတက်ကောင်နဲ့ပည့်ရတဘူးလဲရည်။ပြုံးနေအောင်မဲ့ထွေးခင်မျက်နှာကိုဖိုးထွေးမြင်အောင်မိပြန်နေ။ရုပ်ဒီစိန်စပလင်နန်းချင်းနဲ့ဖားကိုမိဖို့ပြီး စိတ်စိတ်ကလေးနှင်းကစီးလေရီလေအမေကချက်ပြီးနေကြ။ရောင်မနဲ့ရှဲရှဲကနေအတံမီအောင်အပေါ်ဟောက်လှမ်းပေးလိုက်တော့ဟင်းနဲ့တင်ငနေပြန့်တက်လာတတ်သည်ပဲ။စပယ်လေးနဲ့မွေ့မွေ့ဖာသာဟင်းအရသာကိုတွေးရင်းနဲ့တတွေးတွေပဲမျိုးချမိတယ်။ဖိုးထီကတော့ဒီလိုမိုးရသည့်ရောက်တိုင်းမိုးရီထဲမှာလွတ်လပ်ပျော်ရွှင်စွာခုံပေါက်ကစားကြရင် ပရိဖန်၊နတက်ခုံ၊အားရိုက်စားတဲ့ရွာတလေးတွေကိုနေသက်ခုံပင်တန်းတားနေမိတာကတော့အမှန်ပါပဲ။ ပြိတ္တများရှင်စာရင်းသူကိုထွန်းရင်အနဝါရေးသားထားတယ်။ရွာလိုက်ပါမို့ဆိုတဲ့ဇလန်းလေးကတော့ဒီမနေ့ပြီးဆုံးသွားပါပြီ။နားဆင်အားပေးကြတဲ့ပြိတ္တတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။